မြေဖြစ်သူကိုအများနဲ့မတူပဲငွေလန်းပန်လန်းခင်းကကြိုခဲ့လို့လူပြောများနေရဲ့စီဖြိုးမိခင်ဒေါ်တီတီဝင်းပရိသတ်များလုံးမဲမင်္ဂလာပါရှင်။မောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်။သူမရဲ့မြေဦးလေးကိုငွေလန်းပန်လန်းခင်းကကြိုခဲ့လို့လူပြောများနေရကတော့တယောက်ဆောင်စီဖြိုးရဲမိခင်ဒေါ်တီတီဝင်းဖြစ်ပါတယ်။ လူလောကရဲကိုလူတွေကမွေးကင်းစားကလေးငယ်ဘဝနဲ့ရောက်ရှိလာချိန်မှာကိုမွေးဖွားလာတဲ့မိသားစုအလိုက်လူလောကရဲကိုဝင်လာပုံဝင်လာနီးမွေးဖွားပုံမွေးဖွားနီးကကွဲပြားပါရင်တာမန်ဆင်းရဲတဲ့မိသားစုထဲမှာမွေးလာတဲ့ကလေးတွေဆိုရင်အရက်လက်တယ်နဲ့မွေးကလူလောကရဲကိုဝင်လာပါရင်တချို့ကလေးတွေဆိုရင်တော့မွေးလာကလေးကမိဘတွေကအလိုမရှိလို့စွန့်ပစ်ခံရတာတွေလည်းရှိပါတယ်။ဒါပေမဲ့အချမ်းသာကြွားတဲ့မိသားစုမှာမွေးဖွားလာတဲ့ကလေးတွေကတော့ဈေးအကြီးဆုံးဆေးရုံမှာ တားဖွားမိရဲ့သူနာပြုတ်တွေချန်ရံပြီးတော့ဂယုဆိုင်မှုအပြင်းနဲ့အချစ်တွေအပြင်းနဲ့မွေးဖွားလာတတ်ကြတာဖြစ်ပါတယ်။ဒါအပြင်လူလောကရဲ့ကိုရောက်ရှိလာတဲ့ရင်သွေးငယ်လေးရဲ့ဘဝတစ်လျှောက်လုံးမှာရေလိုအေးပန်းလိုမွေးပြီးတော့ပျော်ရွှင်ကံကောင်းမှုတွေကိုပိုင်ဆိုင်စေခြင်းနဲ့အတွက်ထူးခြားတဲ့နည်းလမ်းနဲ့ကြိုးစားကုန်ပြုကြလိမ့်ရှိပါတယ်။ အခုလက်စီဖြိုးရမိခင်ဒေါ်တီတီဝင်းကသူမရဲ့မြေးလေးနဲ့ချွေးမကိုအိမ်ထဲကိုဝင်လာတဲ့အခါမှာငွေဆက်ကူတွေနှင်းစီပန်းပွင့်တွေခင်းထားပြီးတော့အဲ့ဒီလမ်းမှာခြီးပြီးတော့အိမ်ထဲကိုဝင်လာစေခဲ့ပါတယ်။ဒါကကလေးငယ်ကိုဗီရင်ကိန်းခန့်အရာကောင်းချင်းမင်္ဂလာနဲ့ပြည့်စုံအောင်လုပ်တဲ့အထိမ်မက်အစီရင်လုပ်တာမျိုးလို့ဆိုနိုင်ပါတယ်။အားလုံးသိကြတဲ့အတိုင်းတရုတ်ဆောင်စီဖြိုးဆိုတာကရုပ်ရှင်ကားတွေနဲ့ဗီဒီယိုကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပါတယ်။ တရုတ်ဆောင်စီဖြိုးရဲ့မိခင်ကမြန်မာနိုင်ငံမှာတာမကထိုင်းနိုင်ငံအင်ဒိုနီးရှားနဲ့တခြားနိုင်ငံတွေမှာနာမည်ကြီးနေတဲ့ဗီဒင်ဆီယာမတယောက်ဖြစ်ပါတယ်။ဒေါ်တီတီဝင်းကအင်မတန်ကိုချမ်းသာကြွယ်ဝတဲ့တတိမကြီးတယောက်ဖြစ်ပြီးတော့တိန်ပေါင်းထောင်ချီတောင်းချီမကလူဒန်းမှုတွေကိုပြုလုပ်နေရင်းနဲ့တတိမကြီးဘွဲကိုခံယူထားတာဖြစ်တယ်လို့အကြောင်းမြင်ရနေတဲ့ဆီယာမကြီးတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဆောင်စီဖြိုးရဲ့မိခင်ဒေါ်တီတီဝင်းနဲ့အကြောင်းမြင်မေးချင်တဲ့နိုင်ငံသားသားတွေဟာတန်းစီပြီးတော့ဆောင်ရွက်တတ်ပါတယ်။ဒေါ်တီတီဝင်းကအကြောင်းမြင်အစွမ်းတွေနဲ့လေရင်ပြတ်ချ ားမှုတွေကိုတောင်မှရပ်တန့်အောင်ပြုလုပ်နိုင်ခဲ့ပြီးတော့မလေးရှားကတထေးကြီးတောင်ရဲ့အသက်ကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။အကြမ်းမြင်ရနေရာကြောင်းပို့ပြီးတော့ချမ်းသာကြွယ်ဝလာခဲ့တဲ့ဒေါ်သီတီဝင်းကထိုင်းနိုင်ငံမှာလည်းတိမ်ပေါင်းတောင်းချီတန်တဲ့မြေကွက်ကြီးနဲ့တိုက်အိမ်ကြီးတွေကိုဝယ်ယူထားနိုင်တဲ့ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။ဒါကြောင့်တရုတ်ဆောင်စီပြိုတို့မိသားစုဟာမြန်မာနိုင်ငံမှာအလူတန်းများစွာလည်းပြုလုပ်နေရပါဒီလိုမျိုးအမြဲတမ်းအလူတန်းတွေပြုလုပ်ဖို့အတွက်ပဲစိတ်အားတက်တန်နေရဲ့စီဖြိုးရဲမိခင်ဖြစ်သူဒေါ်တီတီဝင်းကဖရာတရားကိုယုံကြည်ကိုးကွယ်ယုံသားမှာက အကြမ်းမြင်ဆရာမတယောက်ဖြစ်တာကြောင့်တခြားသောအရာတွေကိုလည်းကိုးကွယ်ယုံကြည်ခဲ့ပါတယ်။ဒီကနေ့လပိုင်းကတော့တရုတ်ဆောင်စီဖြိုးရဲ့ညီဖြစ်သူနဲ့ဇနီးဖြစ်သူတို့ကသူတို့ရဲ့ပထမဆုံးရင်သွေးလေးကိုခက်ခက်ခဲခဲတွေကြားကနေအောင်မြင်စွာနဲ့မွေးဖွားခဲ့ပါတယ်။ဒါကြောင့်တားဖြစ်သူနဲ့ချွေးမတို့ကမွေးဖွားလာခဲ့တဲ့ပထမဆုံးရင်သွေးငယ်လေးဖြစ်တဲ့တားရဲ့တနာလေးကိုကြိုဆိုတဲ့အထိမ်းမန်းနေနဲ့ပန်းခင်းလန်းပြီးတော့ကြိုဆိုခဲ့ကအလူတနာတွေများစွာကိုပြုလုပ်ခဲ့ကြပါတယ်။ တားနဲ့ချွေးမဖြစ်သူကဆေးရုံကနေကလေးမွေးပြီးတော့ပြန်ဆင်းလာတဲ့ချိန်မှာတမိသားစုလုံးကဝမ်းသာပျော်ရွှင်စွာနဲ့ပန်းကင်းလန်းနဲ့စောင့်ကြိုပြီးတော့ကြိုဆိုနေခဲ့တာဖြစ်ပါတယ်။အဖွားဖြစ်သူဒေါ်တီတီဝင်းကခက်ခက်ခဲခဲစူးစမ်းပြီးတော့ရယူခဲ့ရတဲ့ရင်သွေးငယ်လေးအတွက်ဘဝတစ်ချောင်းလုံးကံကောင်းခြင်းတွေနဲ့ပြည့်စုံစေဖို့အတွက်လက်လာပါတွေရှင်လန်းစေဖို့ငွေလန်းပန်းလန်းခင်းပြီးတော့ကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးတော့ရွှေမိုးငွေမိုးတွေလည်းကျဲပြီးတော့အလိုဒဏ္ဍာရီလည်းပြုလုပ်ခဲ့တယ်လို့မြေလေးအတွက်ဘဝတစ်ချောင်းလုံးကံကောင်းစေဖို့ဒီလိုမျိုးထူးခြားတဲ့နီလန်းနဲ့ကြိုဆိုခဲ့ ရပါသူမအနေနဲ့ကလေးရဲ့ကန်စာတာကိုလည်းတွက်ချက်ကြည့်ရဲ့အချိန်မှာတကယ်ကိုဖုံးကန်ကြည့်မှပြီးတော့ရာလူကုံရင်မြင့်မားကအောင်မြင်မဲ့ကလေးတယောက်ဆိုတာကိုအချားမြင်ရနေပါတယ်။တချို့တွေကတော့ဒေါ်တီတီဝင်းရဲ့အခုလိုလိုရက်ကကြောင်တောင်တောင်နိုင်တယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစီဖြိုးရဲ့မိခင်ဖြစ်သူဒေါ်တီတီဝင်းရဲ့သူမရဲ့မြင်းငယ်လေးပေါ်မှာငွေလန်းပန်းလန်းခင်းပြီးတော့ကြိုးစိုးပေးခဲ့တဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။